ပြည်ပြည်မွေးမြူရေးနဲ့ဆယ်များဝန်ကြီးဌာနဒုတိယဝန်ကြီးဦးပိုပိုကျော်သည်တာဝန်ရှိသူများနဲ့ဒီကနေ့မနက်ပိုင်းမှာအင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ချောင်းမငယ်ရေလောင်တမန်ကြန့်ခိုင်မှုအခြေအနေချောင်းမငယ်ဆေးရီတောင်စနစ်နဲ့မရန်ဆေးရီတောင်စနစ်ပြန်လည်ပြုပြင်ပြီးစိုက်ပျိုးရေးပေးဝေမှုအခြေအနေများအားကွင်းစင်ကြည့်ရှုစစ်ဆေးရန်ဆယ်များနဲ့ရေတုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတာဝန်ရှိသူက ရှင်းလင်းတင်ပြရာဒုတိယဝန်ကြီးကလိုအပ်တာများဖြည့်ဆွတ်မှာကြပါသည် အဲဒီနောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်ချောင်းမငယ်ဆယ်ရီတောင်စနေနဲ့မဒန်းဆယ်ရီတောင်စနေအတွင်းရှိတူးမြောင်းများအချိန်မီအပိုင်းလိုက်ပြန်လည်စိုက်ပျိုးရေးပေးဝေနေမှုဆက်လက်ပြုပြင်ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးပြီးလေကွင်းများအတွင်စိုက်ပျိုးရေးအမြန်ဆုံးပြန်လည်ရရှိရေးအတွက်တောင်သူများကိုယ်တိုင်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်ချောင်းမငယ်ရီတောင်စနေမြောင်းမကြီး လက်တံမြောင်းနဲ့လက်တံမြောင်းခွဲတို့ရှိထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့နေရာများအားဒစိမ့်တပိုင်းပြန်လည်ပြုပြင်ပြီးဖြစ်၍စိုက်ပျိုးရေးအပြည့်အဝအမြန်ဆုံးပြန်လည်ပေးဝေနိုင်ရည်စီမံဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။အလားတူမဒန်းရေတောင့်စနစ်မြောင်းမကြီးလက်တံမြောင်းနဲ့ လက်တံမြောင်းခွဲတို့ကိုဒီကိုက်ပြည့်စည်မှုဖြစ်ပေါ်ခဲ့တဲ့နေရာများအားတစိမ့်တစ်ပိုင်းပြန်လည်ပြုပြင်ပြီးအပိုင်းလိုက်စိုက်ပျိုးရေးပေးဝေလျက်ရှိရာနှွေစပါဆိုင်ဧကများအားအပြီးလ10ရက်နေ့မတိုင်မီစိုက်ပျိုးရေးအပြည့်အဝအမြန်ဆုံးပြန်လည်ပေးဝေနိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။